ကင်ဇာယောဂသယ်ရီကို45ရက်အတွင်းအပြောက်ကုသပေးသွားမယ်တရုတ်ဆောင်နေနော်အားလုံးပဲမင်္ဂလာပါမေနျူးချန်နယ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါရုပ်ရှင်ဇာတ်ကားတွေမှာကြာရဇာတ်ရုပ်ကနေပြပြင်းစွာတရုတ်ဆောင်နိုင်သူဇက်ကွန်အန်ဝင်လိုက်ဖက်မှုတွေကြောင့်ပရိသတ်တိထားမိလာသူကတော့နေတော်ပဲဖြစ်ပါဒီကနေ့မှာတော့နေတော်ကကင်ဇာယောဂသယ်ရီကိုစိတ်သက်သာရရအောင်တစ်ဖက်တစ်လမ်းကနေပြီးဝမ်းသာကြတဲ့တင်ကောင်းကိုပြောလာတာပဲဖြစ်ပါ ကင်စာယောဂဆိုတော့အလုံးကြောက်ကြတဲ့ယောဂတစ်မျိုးပါပဲအလုံးကကင်စာဖြစ်နေပြီလို့စသတိချင်းမှာဘာနဲ့မှမတူတဲ့စိတ်တုံလုံးမှုကြောင်ရွံ့မှုတွေနဲ့ကြုံတွေ့ရတဲ့အချိန်မှာတည်ကြတဲ့အတိုင်းကင်စာဆိုတာနဲ့လူတိုင်းတုံလုံးခြောက်ခြားသွားကြတာကြီးပါပဲဘလောက်ပဲစိတ်သက်ကြန့်ခိုင်နေပဲပြောပြောကင်စာရှိရလို့သိရင်ကြောက်စိတ်စိုးရိမ်စိတ်တွေစိတ်သက်ကြလာတာတွေကအနည်းနဲ့အများရင်ဆိုင်ကြရပါ යි အဲ့နောက်ပိုင်းမှာတော့ပတ်စံရှိတဲ့သူသားကုသနိုင်ကြရပြီးတချို့ကလည်းကုနေရင်စေးတန်ကြောင့်အသက်ဆုံးရတဲ့သူတွေလည်းမနေမနော်ပါပဲဒါပေမဲ့ဒီကနေ့မှာတော့တရုတ်ဆောင်နေတော်ကကင်ဇာသမားရီကို45ရက်အတွင်းတက်တာပြောက်ကင်းနိုင်ကြောင်းသတင်းကောင်းပါလာတာပါနေတော်ကတော့ကင်ဇာယောဂါခန်းစားနေရသူတွေရှိရင်ဆက်သွေးပေးပါ45ရက်အတွင်းမှာတိတိတသာပြောင်းလဲလာမှာဆိုပြီးမင်းသားနေတော်ကသူ့ရဲ့အကောင့်မှာတင်ထားပါ යි ကင်းစာဝေဒနာခံစားနေရတော့သူများရှင်ကျွန်တော်ကိုဆက်သေးပေးပါနော်55ရက်အတွင်းမှာတိတိတသာပြောင်းလဲလာမှာပါမှတ်ချက်အနေနဲ့ဓာတ်မကင်ရသေးပို့ပြီးအဆင်ပြေပါ යි ကင်းစာကုဘေးရဲ့ဆရာလိပ်စာကဆရာဦးညွန့်လွင်ကြောက်စဲမြုံနဲ့မြို့ဆောင်လန်ရဲဘော်ကြီးကျေးရွာတကယ်စိတ်ဝင်စားရင်တုံညာကိုခွန်ကို166 3100ဆက်သွယ်လို့လည်းရပါ යි ငါရောက်ကိုဖုန်းနံပါတ်လေးပေးမယ်အရင်ကူတာကြည့်ပါကျွန်တော်အနေနဲ့လည်းတကယ်ကောင်းလို့လမ်းညွှန်ပေးရတဲ့ဘောပါ မိသားစုတွေအချိန်ကြာကြာနေရရင်ကျင်းနေပါပြီအခုဆိုအစုပ်ကင်စာဦးလေးကြီးနောက်ထပ်6လပဲနေရမယ်လို့ပြောပြီးပတ်စံတွေလည်းတင်းရချီကုန်ပြီးပါပြီအခုတော့အဘဆရာနဲ့ကုသပေးပြီးနောက်လုံးဝတက်တာသွားပါပြီဘဘဆရာကြီးကတော့ကင်စာပြောက်တဲ့မိုကွန်ချာနဲ့ကုတာလို့လည်းသိရပါပြီအဲ့ဒီဘဘကအဲ့ဒီမိုကွန်ချာဆိုတဲ့အရာနဲ့တခြားစင်းမြေစီဦးနဲ့ကုတာပါဆိုပြီးအလုံးကိုရောင်းစီကြလို့မျှဝေလာတာပဲဖြစ်ပါပြီ ဒါပေမဲ့တချို့ကတော့ကိုမကျွမ်းကျင်ရနဲ့ပဲဖြစ်တဲ့အပြင်55ရဲဆိုပြီးအာမခန္ဓာကိုကိုအသည့်ဉာဏ်လေးနဲ့ဝေဖန်ပိုင်းခြားပြီးမှလက်ခံကြပါရန်ကုန်စင်းယုံကြီးမှာအဲ့လိုလက်လွန်ချေလွန်ဖြစ်ပြီးပူဆိုးသွားသူပေါင်းများစွာကိုရင်သွားလေလာကြပါဆိုပြီးလဲပြောနေတာကြောင့်တိရုပ်ဆောင်နီတော်ကတော့ညီလေးပြောတာမှန်ပါတယ်ဓာတ်ကင်ထားပြီးရင်3လလေလာကြတယ်ဓာတ်မကင်55ရက်ရက်60ကြာအကိုအသည့်တယောက်တော်တော်လေးတက်တာသွားတဲ့အတွက်ကုညီရဲ့သဘောပါဆိုပြီးပြောလာတာပဲဖြစ်ပါတယ် ဘာပဲဖြစ်ဖြစ်ပါနောက်ဆုံးအတက်လူနေရာရဲ့ဒုတိယအတွက်တော့ကနဒါတတားလေးကောက်ရိုးတမြင်လေးစူးစမ်းရမှာပါပဲဒီတိုင်းထားလေးနှုတ်ဆက်သွားမယ့်အတူတူစူးစမ်းကြည့်ရင်တဘာဝကြပါဘဘဆရာကြီးစီမှာသွားကုဖူးတဲ့သူတွေရောရှိကြလားတတားလားအမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင် ်မိခင်မြတာငတ်ခင်ရအပြင်အဖွားကလည်းမဆောင်းရှောင်းနိုင်လို့မိသားမဲ့သူကိုပေးရတော့မယ်တမီလေးအားလုံးမင်္ဂလာပါမီနျူးချန်နယ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါဒီဗီဒီယိုလေးကကလင်းလေးကတော့မိခင်ဖြစ်သူရဲ့စွန့်ပစ်တာကိုခံခဲ့ရပြီးအဖွားတယောက်နဲ့နေထိုင်နေရပဲဖြစ်ပါလက်ရှိမှာတော့အဖွားကလည်းသူ့အသက်ရွယ်ရလာတာကတကြောင်သူ့ရဲ့သားအရင်မျိုးရင်းရှိရာကြောင့်ကလေးမလေးကိုထပ်ပြီးမဆောင်းရှောင်းနိုင်တာကြောင့်မိခင်ဖြစ်သူကိုပြန်လာခေါ်ဖို့နဲ့လာမခေါ်ရင်မွေးစားမဲ့သူလက်ထဲထဲတော့မှာဖြစ်ကြောင်း ိုင်းပေါ်မှာဗီဒီယိုတင်ပြီးအသိပေးလာတာပါ။ဒါကြောင့်မင်းဗီဒီယိုကိုမြင်လိုက်ရတဲ့မကွေးပရာဟိတအဖွဲ့ကချက်ချင်းဆိုသလိုသွားခဲ့ပြီးခလေးမလေးစားဝတ်နေရတဲ့အတွက်ပတ်စံကူညီကခလေးကိုမိခင်နဲ့မတွေ့ခင်ခဏခေါ်ပေးဖို့နဲ့မိခင်နဲ့တွေ့ရင်လည်းမကွေးမြို့မှာခလေးကိုကြောင်းနေနိုင်အောင်ထိကူညီပေးသွားမယ်လို့လည်းပြောခဲ့ပါတယ်။မိခင်ကတော့မကွေးမျိုးနဲ့စိုင်တကြီးရွာကလို့သိရပါတယ်။ဒီကလေးမလေးကိုသူများကိုမွေးစားဖို့မပေးမီသူ့မိလာခေါ်ခဲ့ရင်ပြန်ပေးနိုင်အောင်ကျွန်တော်တို့ခေတ္တခဏဆောက်ရှောက်ပေးထားကြမှာ යි ဆိုပြီးလဲပြောလာတာပါ။ ။တမီလီယံမိခင်ဖြစ်သူကသူမရဲ့အဖွားဖြစ်သူထံထားထားတဲ့6နှစ်အရွယ်တမီငယ်လေးကိုယနေ့ညနေမှာတွားရောက်တွေ့ဆုံခဲ့ပါပြီ။မိခင်ဖြစ်သူဟာမကွေးမှာနေထိုင်တာဖြစ်လို့မိခင်ဖြစ်သူနဲ့တွေ့ဆုံဆွေးနွေးနိုင်ဖို့စူးစမ်းချိန်မှာတော့မိခင်ဖြစ်သူကစီးပွားရေးအခြေအနေကြောင့်တမီလေးကိုထားခဲ့ရတာဖြစ်ပြီးတမီလေးကိုအလုပ်ကိုခေါ်လာလို့လည်းအဆင်မပြေတာကြောင့်အဖွားနဲ့သာထားခဲ့ရလို့ဆိုပါပြီ။ အဖွားလည်းကလေးမိခင်ရဲ့မိထွေးလို့သိရပြီးအသက်ရွယ်တကူရလာကြောင်းကလေးကိုထမဆောက်ရှောင်းနိုင်ကြောင်းကြောင်မထားပေးနိုင်တော့သလိုအိမ်မှာခေါ်ထားဖို့လည်းအဆင်မပြေလို့ကလေးကိုလာမခေါ်ရင်ပေးဖို့အဆုံးဖြတ်ခဲ့ရပါလက်တလုံးမှာတော့မကွေးပရာဟိတအဖွဲကကလေးကိုထိမ့်သိမ်းဆောက်ရှောင်းနိုင်ဖို့အဖွားကလည်းသူ့ကိုတလား2သိန်းလောက်ကူညီပေးနိုင်ရင်ဆောက်ရှောက်ပေးထားမှာဖြစ်ပြီးအကယ်၍မထောက်ပံ့ပေးနိုင်ရင်တော့ဝေးစားမဲ့သူကိုပေးသွားမယ်လို့ဆိုပိုင်ကလေးကလည်းမိခင်ဖြစ်သူနဲ့သာနေချင်တာဖြစ်ပြီးမိခင်ဖြစ်သူဟာမကွေးမြို့ပေါ်မှာရှိနေတာဖြစ်လို့မိခင်နဲ့ တွေ့ဆုံမီကာလအတွင်းခလီကိုဆောက်ရှာပေးနိုင်ဖို့အဖွားနဲ့ဆွေးနွေးခဲ့ရပါတယ်။အဖွားလည်းသူ့သားနဲ့ရွှေမကအွန်လိုင်းဘက်မှာအလုပ်သွားလုပ်တော့မှာဖြစ်လို့သူတို့ကထားခဲ့မဲ့ကျောင်းတက်နေရဲ့မြေတူရဲ့မြေအရင်နဲ့ဒီသမီးလေးပါဝင်၃ဦးပဲကြံခဲ့မှာမို့စားတော့ရည်အတွက်သမီးလေးကိုဆက်လက်တောင်းရင်ယူပေးနိုင်ဖို့တစ်လနှစ်သိန်းလောက်ထောက်ပံ့ပေးဖို့ပြောပါတယ်။ လက်တလောတော့မကွေးပရာဟိတအဖွဲ့ကအဖောင်းကိုတသိန်းလူပေးထားခဲ့ပြီးဆယ်ရက်အတွင်းပြန်လာမယ့်အကြောင်းဒီတော်တွင် သမီးလေးကိုစောက်ရှောက်ပေးဖို့ရဲရွာတူတူရှိမှအကူအညီတောင်းခဲ့ပါတယ်။သမီးလေးမိခင်ကလည်းသူလဲမခေါ်ထားနိုင်တာကြောင့်မိခင်ရဲ့သဘောထားကိုသိရပြီးပရာဟိတအဖွဲ့ကကျွန်တော်တို့ယနေ့နေ့လယ်မှာဒုတိယအကြိမ်ရောက်ခဲ့ပါတယ်။အဖောင်းကိုအကျိုးကြောင့်ရှင်းပြကသမီးလေးကိုတလာစောက်ရှောက်ပေးနိုင်ဖို့ကုန်ကြစရိတ်အဖြစ်နှစ်သိန်းကျပ်နဲ့အဖအတွက်ထပ်ဆောင်ကြောင်ဝေးတသိန်းချက်မုံနဲ့သမီးလေးအတွက်အယုံအင်ကြီးနဲ့မုံတို့ကိုပေးခဲ့ပါ යි ကျွန်တော်တို့တလားလောက်စောင့်ကြည့်ရပါအောင်မေသမီးလေးကအမေနဲ့အတူနေခြင်းပေမဲ့မိခင်ကမိဘမြတ်တာအပြေအဝမပေးနိုင်တဲ့တားမိကြစိတ်မကောင်းဖြစ်မိပါ၏အဖေကလည်းသမီးလေးအတွက်ထောက်ပံ့ငွေမမရရင်တော့တောင်းတဲ့သူလက်ထဲကိုထည့်လိုက်မှအသေးချာပါပဲသမီးမင်းကလေးမွေးထားပြီးအခုလိုထားခဲ့ရတဲ့မိဘနဲ့ကြုံခဲ့ရတဲ့သမီးလေးအတွက်တော့တကယ်ကိုစိတ်မကောင်းစရာပါပဲသမီးလေးလည်းနောက်ဘဝမိစုံဖဆောင်နေနိုင်ပါစေအဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင် ကင်ဇာယောဂသယ်ရီကို45ရက်အတွင်းအပြောက်ကုသပေးသွားမယ်တရုတ်ဆောင်နေနော်အားလုံးပဲမင်္ဂလာပါမေနျူးချန်နယ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရုပ်ရှင်ဇာတ်ကားတွေမှာကြာရဇယုတ်ကနေပြပြင်းစွာတရုတ်ဆောင်နိုင်သူဇက်ကွန်အန်ဝင်လိုက်ဖက်မှုတွေကြောင့်ပရိသတ်တိထားမိလာသူကတော့နေတော်ပဲဖြစ်ပါတယ်ဒီကနေ့မှာတော့နေတော်ကကင်ဇာယောဂသယ်ရီကိုစိတ်သက်သာရရအောင်တစ်ဖက်တစ်လမ်းကနေပြီးဝမ်းသာကြတဲ့တင်ကောင်းကိုပြောလာတာပဲဖြစ်ပါတယ် ကင်စာယောဂဆိုတော့အလုံးကြောက်ကြတဲ့ယောဂတစ်မျိုးပါပဲအလုံးကကင်စာဖြစ်နေပြီလို့စသတိချင်းမှာဘာနဲ့မှမတူတဲ့စိတ်တုံလုံးမှုကြောင်ရုံမှုတွေနဲ့ကြုံတွေ့ရတဲ့အချိန်မှာတည်ကြတဲ့အတိုင်းကင်စာဆိုတာနဲ့လူတိုင်းတုံလုံးခြောက်ခြားသွားကြတာကြီးပါပဲဘလောက်ပဲစိတ်သက်ကြန့်ခိုင်နေပဲပြောပြောကင်စာရှိရလို့သိရင်ကြောက်စိတ်စိုးရိမ်စိတ်တွေစိတ်သက်ကြလာတာတွေကအနည်းနဲ့အများရင်ဆိုင်ကြရပါ යි အဲ့နောက်ပိုင်းမှာတော့ပတ်စံရှိတဲ့သူသားကုသနိုင်ကြရပြီးတချို့ကလည်းကုနေရင်စေးတန်ကြောင့်အသက်ဆုံးရတဲ့သူတွေလည်းမနေမနော်ပါပဲဒါပေမဲ့ဒီကနေ့မှာတော့တရုတ်ဆောင်နေတော်ကကင်ဇာသမားရီကို45ရက်အတွင်းတက်တာပြောက်ကင်းနိုင်ကြောင်းသတင်းကောင်းပါလာတာပါနေတော်ကတော့ကင်ဇာယောဂါခန်းစားနေရသူတွေရှိရင်ဆက်သွေးပေးပါ45ရက်အတွင်းမှာတိတိတသာပြောင်းလဲလာမှာဆိုပြီးမင်းသားနေတော်ကသူ့ရဲ့အကောင့်မှာတင်ထားပါ යි ကင်းစာဝေဒနာခံစားနေရတော့သူများရှင်ကျွန်တော်ကိုဆက်သေးပေးပါနော်45ရက်အတွင်းမှာတိတိတသာပြောင်းလဲလာမှာပါမှတ်ချက်အနေနဲ့ဓာတ်မကင်ရသေးပို့ပြီးအဆင်ပြေပါ යි ကင်းစာကုဘေးရဲ့ဆရာလိပ်စာကဆရာဦးညွန့်လွင်ကြောက်စဲမြုံနဲ့မြို့ဆောင်လန်ရဲဘော်ကြီးကျေးရွာတကယ်စိတ်ဝင်စားရင်တုံညာကိုခွန်ကို16633ကိုဆက်သွယ်လို့လည်းရပါ යි ငါရောက်ကိုဖုန်းနံပါတ်လေးပေးမယ်အရင်ကူတာကြည့်ပါကျွန်တော်အနေနဲ့လည်းတကယ်ကောင်းလို့လမ်းညွှန်ပေးရတဲ့ဘောပါ မိသားစုတွေအချိန်ကြာကြာနေရရင်ကျင်းနေပါပြီအခုဆိုအစုပ်ကင်စာဦးလေးကြီးနောက်ထပ်6လပဲနေရမယ်လို့ပြောပြီးပတ်စံတွေလည်းတင်းရချီကုန်ပြီးပါပြီအခုတော့အဘဆရာနဲ့ကုသပေးပြီးနောက်လုံးဝတက်တာသွားပါပြီဘဘဆရာကြီးကတော့ကင်စာပြောက်တဲ့မှုကွန်ချာနဲ့ကုတာလို့လည်းသိရပါပြီအဲ့ဒီဘဘက အဲ့ဒီမိုကွန်ချာဆိုတဲ့အရာနဲ့တခြားစင်းမြေစီဦးနဲ့ကူတာပါဆိုပြီးအားလုံးကိုရောင်းစီကြလို့မျှဝေလာတာပဲဖြစ်ပါတယ်။ဒါပေမဲ့တချို့ကတော့ကိုမကျွမ်းကျင်ရနဲ့ပဲဖြစ်တဲ့အပြင်55ရဲ့ဆိုပြီးအာမခန္ဓာကိုကိုအသိဉာဏ်လေးနဲ့ဝေဖန်ပိုင်းခြားပြီးမှလက်ခံကြပါရန်ကုန်စေယုံကြီးမှာ အဲ့လိုလက်လွန်ချေလွန်ဖြစ်ပြီးပူဆိုးသွားသူပေါင်းများစွာကိုရင်သွားလိလာကြပါဆိုပြီးလဲပြောနေတာကြောင့်တိရုပ်ဆောင်နီတော်ကတော့ညီလေးပြောတာမှန်ပါတယ်ဓက်ကင်ထားပြီးရင်၃လလိလာကြရဲဓက်မကင်55ရက်ရက်60ကြအကိုအတီတရားတော်တော်လေးတက်တာသွားတဲ့အတွက်ကုညီရဲ့သဘောပါဆိုပြီးပြောလာတာပဲဖြစ်ပါတယ် ဘာပဲဖြစ်ဖြစ်ပါနောက်ဆုံးအတက်လူနေရာရဲ့ဒုတိယအတွက်တော့ခဏတာတတားလေးကောက်ရိုးတမြင်လေးစူးစမ်းရမှာပါပဲဒီတိုင်းထားလေးနှုတ်ဆက်သွားမယ့်အတူတူစူးစမ်းကြည့်ရင်တဘာဝကြပါဘဘဆရာကြီးစီမှာသွားကုဖူးတဲ့သူတွေရောရှိကြလားတတားလားအမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်